ဲအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီလ9ရက်နေ့မှာ post တခုတင်ထားတာဟာအဲဘာတင်တင်ဒေါ်လာဝင်ငွေရမယ် set up cm page ပေါ့ဒီအားလုံးကျွန်တော်ရောင်းအယောင်း post လေးတခုကို တင်ထားတယ်ဒီလိုမျိုးကျွန်တော်အယောင်းဝယ်လောက်တာတွေ post တင်တာတွေရတော့ကြာပါပြီကျွန်တော်ပုံမှန်လုပ်နေတဲ့အလုပ်တွေထဲကတခုဖြစ်ပါတယ်ဗျာ ဆိုတော့ဒီထဲမှာတချို့တူတွေကမယုံတဲ့တူတွေရှိတယ်အဲ့ဒီဟာလေးတွေကိုကျွန်တော်နည်းနည်းရှင်းပြချင်ပါတယ်နော်ဆိုတော့ဒီမှာဒီတယောက်စလုံးရှိရင်မယုံတဲ့လူတွေရဲ့ဘာတင်တင်ပတ်စံရနေမှာတော့သူလဲရောင်းမှာမဟုတ်ဘူးတီးထားပါတဲ့မော်နီက တခုခုအဲတာဖြစ်နေလို့ပြန်ရောင်းနေတာပါတဲ့နော်ဒီဟာတွေကြတော့ကျွန်တော်က set up page နော် set up page ဖြစ်ပါတယ်ကျွန်တော်မလျှောက်ရသေးတဲ့အကောင့်တွေပါ ဒီကောင်တွေရှောက်လိုက်လို့ရှိရင်အဲကျွန်တော်တင်ဓမြကနေပတ်စံရမယ့်အကောင်မျိုးဖြစ်ပါတယ်ဗျဆိုတော့နောက်ပါတွေရှိသေးလဲဒီမှာတော့တရားကတော့ကျွန်တော်ကျွန်တော်ကိုကောင်းကောင်းသိတယ်ထင်တယ်ဗျကျွန်တော်ကအယောင်းဝယ်လှုပ်ထားတာလဲကြာပြီဒီ service log က Facebook YouTube TikTok ကနေဒေါ်လာဝယ်ငွေရောင်းလုပ်ပြီးတဲ့ service ကိုလှုပ်တာလဲကျွန်တော်တော်တော်လေးကိုကြာပါပြီဗျ ပြီးရင်ဒီထဲမှာတော်တော်များများကကြတော့ဈေးလေးတွေလည်းတည်ချင်တယ်အဲရောင်းတဲ့ဟာတွေလည်းသူတို့ကနားလဲကြတယ်ဗျတချို့ကောင်တွေကနားမလဲလို့ဆိုတော့ဒီမှာတယောက်ဆလို့ရှိရင်မင်းအောင်လိုက်စီမှာရောင်းလိုက်ပါဝေလာမှာတည်ချတယ်ဆိုတော့ဒါတော့မင်းအောင်လိုက်စီမှာသွားရောက်ရင် तू မဝယ်ဘူး तू က၃၃မိနစ်ညာတည်မှာမဟုတ်ဘူးเนาะ နေမှာလဲတယောက်ကဟုတ်ပါတယ်ဘာတင်တင်ရနေမှာတော့မယောင်းနဲ့ကိုယ့်အကူသုံးပါပတ်စံရနေရင်ငလျင်အတွက်လူချင်းရလဲရပါသေးတယ်တဲ့ဒါလဲကောင်းပါတယ်ဒါပေမဲ့ကျွန်တော်တို့ကကိုကျွန်တော်တို့မှာအကောင့်တွေအများကြီးရှိပါတယ်ကျွန်တော်တို့အသုံးမပြုတ်နိုင်တဲ့ဟာလေးတွေကိုပို့နေတဲ့ဟာလေးတွေကိုရောင်းနေတာဖြစ်ပါတယ်အဲဒါလေးကတော့လုံးဝမရှိပါဘူးเนาะအကောင့်တွေဒီမှာတယောက်ကအကောင့်တွေအမှန်ကန်ရောင်းနေတာပြီး ရှိပါတယ်မဝဲချင်းမတိုက်ခိုက်သင့်ပါဘူးတဲ့ဒါလည်းကောင်းပါတယ်เนาะပြီးရင်ဒီမှာဒီတယောက်စလုံးရှိရင်ရှောက်ပြောပြီးတဲ့ဘာတင်တင်ဝဲငွေရနေမှတော့ဘာလို့ရောင်းနေသေးလဲလင်းရယ်လဲပြပြီးကြီးလိန်ပါအခုချိန်မှာဒုက္ခရောက်နေတဲ့သူတွေများနေတာတဲ့ကျွန်တော်ကတော့လုံးဝလုံးဝကျွန်တော်အလိမ်ညာတွေမလုပ်ပါဘူးเนาะခန်ရှယ်ရင်းက online ပေါ်မှာနားမယ်ဒီတလုံးနဲ့ရက်တည်နေတာဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော် ကျွန်တော်ရဲ့ခုလက်ရှိမှာကျွန်တော် follower 3000ကျော်ရရှိထားပြီးပါပြီ။ဒီ follower 3000ကျော်ကိုလည်းကျွန်တော်အလေးထားတယ်။ပြီးရင်ဒါကကျွန်တော်ရဲ့အလုံးကျွန်တော်ရဲ့ထမင်းပကံဖြစ်နေတဲ့အခါကျတော့ကျွန်တော်ဒီဟာကို ပေါ်ပေါ်ရော်ရော်မထားပါဘူး။ကျွန်တော်အလေးထားတယ်၊တန်ဖိုးထားတယ်။ကျွန်တော်သူများကို မလိန်ပါဘူးခင်ဗျာနော်။ဒီဒီမှာတယောက်ကဆိုလို့ရှိရင်ရောင်းမနေတဲ့တော့ကိုယ့်အကူပဲပါနေတဲ့ ဝယ်ငွေရပါဗျာတဲ့ကျွန်တော်လက်ရှိမှာလည်းရနေပါရဲ့เนาะအဲဒီမှာဒီတယောက်ဆလို့ရှိရင်လည်းဂျင်းတဲ့ဂျင်းဆိုတာကတော့ဟာဘာမှတော့မပြောတော့ပါဘူးเนาะဒီမှာလည်းကောင်းတဲ့အတခုတခုမေးချင်တာရှိပါတယ်ဗျာအဲ့ဒီဟာဒါလေးကတော့ကျွန်တော်တက်တက်ဗီဒီယိုဗီဒီယိုတပုတ်လုတ်ပြီးမယ်เนาะ အတိတယောက်69တင်းနဲ့ဝယ်လိုက်တာအကောင်ကအဲရာတက်တဲ့ဟာကြီးနဲ့ဂျင်းမိသွားတာတကယ်ရှောက်တဲ့အခါအဲရာမျိုးဆိုရင်ရောဘယ်လိုတောင်းယူပေးလဲတဲ့ဆိုတော့ဒါကတော့ရောင်းတဲ့သူတွေနဲ့ဝယ်တဲ့သူတွေအပေါ်မှာပဲမူတည်မယ်နော်ကျွန်တော်ကကြတော့လုံးဝအဲရာပါတဲ့အကောင်တွေလုံးဝလုံးဝမရောင်းပါခင်ဗျာတဲ့ ပေးရင်ဒီမှာခူအောင်တဲ့ဒါမျိုးလုံးဝမဝယ်မိကြနဲ့ FB က report error ထိထားတဲ့ဟာတွေကြီးတဲ့ဘယ်လိုဘယ်လို report တွေထိထားတာလဲမသိဘူးเนาะကျွန်တော်စီမှာယုံကြည်စိတ်ချစွာဝယ်ယူနိုင်ပါတယ်เนาะဒီမှာ comment ရေးတဲ့သူတွေလည်းကျွန်တော်တို့နားမလည်လို့ရေးတာဖြစ်မယ်လို့ယူဆပြီးတော့ကျွန်တော်ခွင့်လွတ်လပ်ပါတယ်ကျွန်တော်ကအခန်း sharing ကဒီနာမည်တစ်လုံးရဖို့ကို နှစ်ပေါင်းများစွာစ조사ပြီးတော့လှုပ်လာခဲ့တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီလောက် follower လေးတွေ follower 3000ကျော်ကိုလည်းကျွန်တော်တန်ဖိုးထားတယ်ပြီးရင်ကျွန်တော်အလုပ်ကိုလည်းတန်ဖိုးထားတဲ့အတွက်ကြောင့်အလိန်ညာတွေကျွန်တော်မလုပ်ပါအားလုံးကိုကျေးဇူးတင်ပါတယ်နော်